မင်္ဂလာပါရှင်။တောင်လင်းထိုင်းရဲ့ဇွန်လ6ရက်နေ့ည7:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။တောင်လင်းထိုင်းရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်းထိုင်း Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျမယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ပြည်လင်းမှာစစ်တပ်တိုက်ခိုက်ခံရလို့3ဦးသေဆုံးပြီးစစ်တပ်ပစ်ခတ်မှုကြောင့်အရသာ2ဦးသေဆုံးခဲ့တဲ့သတင်း။ KNU ကြောက်ကြီးမြို့နယ်မှာစစ်ကောင်စီတိုက်ခိုက်မှုကြောင့်အရက်သားပြည်သူ15ဦးသေဆုံးခဲ့တဲ့သတင်းတွေပြင်မွန်ပြည်နယ်မှာလိုင်းစင်မဲရင်စီးနေတဲ့လူငယ်တချို့စစ်သားစုဆောင်ခံရတဲ့သတင်းနဲ့တိုင်းနယ်ပြည်နယ်အားလုံးမှာကျင်းပဖို့မဖြစ်နိုင်တဲ့စစ်ကောင်စီရွေးကောက်ပွဲအကြောင်းစတဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ Trend နဲ့ Elon Musk ကြားချင်းများနေတဲ့ Tesla Company ရှယ်ယာဈေးနှုန်းထိုးချခဲ့တဲ့သတင်း American ရဲ့အဆိုပြုချက်ကိုပယ်ချပြီး ယူရေနီယံဆက်လက်တန့်စင်သွားမယ်လို့အီရန်ကြွေးကြော်လိုက်တဲ့သတင်းတွေနဲ့အတူအာနာသိန်းကလာတပ်ဖြတ်ဖမ်းဆီးခံရတဲ့ပြည်သူရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါ။ မော်ပြည်နယ်ပြည်လင်းမြို့နယ်မှာစစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခတ်ခံရတာကြောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်3ဦးသေဆုံးခဲ့ပြီးအဲ့ဒီဖြစ်စဉ်တွင်စစ်တပ်ပြစ်ခတ်မှုကြောင့်အယက်သား2ဦးသေဆုံးခဲ့ရတယ်လို့ဒေသခံတွေကတင်ပြထားမှုပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့နေ့လယ်2နာရီအချိန်ခန့်ကအလူးလေးကျေးရွာရန်ကုန်မော်လမြိုင်ကားလမ်းဘေးမှာကင်းမုံဝုတ်ပြီးပြန်လာတဲ့စစ်ကောင်စီရင်နှန်းကိုတော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်ခဲ့ပါရယ်မိုင်းဆွဲတိုက်ခတ်ခံရတာကြောင့် ပြီးလင်းမြွနဲ့အခြေဆိုင်အမှတ်3ချင်းမြန်တန်ရင်းကတပ်သား2ဦးဟာတေဆုံးသွားခဲ့ပြီးဗီဂိုကားတစ်စီးပျက်စီးခဲ့တာပါအဲ့ဒီနေ့9နိုင်အချိန်ခန့်မှာလဲပြီးလင်းမြွနဲ့တောင်စွန်းကျေးရွာတန်တရာနီလိုင်စင်မဲရင်တွေစစ်ဆေးနေတဲ့စစ်ကောင်စီပူပေါင်းဖွဲ့ကိုတော်လန်အစ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခတ်မှုတွေထပ်မံပြုလုပ်ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တဦးတေဆုံးခဲ့ပြီးတော့ရဲတပ်ဖွဲ့ဝင်တဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဘီလင်းမြို့နယ်အခြေစိုက်တော်လန်အစ်တပ်ဖွဲ့တွေထံကနေသိရပါဗျ။ မိုင်းဆွဲခံရတဲ့စစ်ကောင်စီပူပေါင်းဖွဲ့ဟာခြံကနေပြန်လာတဲ့အသက်52နှစ်ရွယ်ဒေသခံဦးစော်ဟိန်အောင်ကိုအကြောင်းမဲ့တနက်နဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ပြည်လင်းမြို့နယ်အတွင်းစစ်ကောင်စီပူပေါင်းဖွဲ့တွေကအခုရက်ပိုင်းတွင်လိုင်စင်မဲ့ရင်တွေကိုပိတ်ဆို့ဖမ်းဆီးတာတွေဆက်လက်လုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ကရင်မျိုးသားစီယုံ KNU ညောင်လေးပင်ခရိုင်ကြောက်ကြီးမြို့နယ်ထဲမှာစစ်ကောင်စီတပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်၃လအတွင်းအရက်သားပြည်သူ15ဦးသေဆုံးခဲ့ရပြီး 40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကရင်ရေးပေါ်ကုညီကယ်ဆယ်ရေးကော်မတီလေဒိုကော်စာကသတင်းထုတ်ပြန်ပါတယ်။အခုနေ့မတ်လကနေမေလအထိ3လအတွင်းစစ်ကောင်စီတပ်ရဲ့တောင်ပိုင်းစစ်ဌာနချုပ်ကိုကဲမှုအောက်မှာရှိတဲ့အမြောက်ဓာတ်ကြီးဓာတ်လေဓာတ်တွေကနေကျေးရွာတွေတဲကိုလက်နက်ကြီးအလုံးကြီးစုစုပေါင်း100ကျော် drone ပုံဒီအလုံးပေါင်း200ကျော်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူပေါင်း15ဦးသေဆုံးခဲ့ရပြီး45ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ်40လုံး၊ဖုန်ကြီးကျောင်း၄ကျောင်း၊ဈေးဒီတစုဈေးဆိုင်၃ဆိုင်၊ကားတစီထုံးစံ၅စီးပျက်စီးခဲ့ရပြီးတော့အိမ်မွေးတိရစ္ဆာန်တချို့လည်းထိမှန်သေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ကြမှာပါရှိပါရဲ့ရှင်။စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်တာစစ်သုံးတိုက်လေယာဉ်တွေနဲ့ပုံကျဲတာ drone နဲ့လက်လက်ကြီးကျဲချတာ အပြင်းမဲ့ပြည်သူတွေကိုဖမ်းဆီးတာအစားရှိတဲ့လူခွင့်ရေးချိုးဖောက်မှု မျိုးစုံကိုနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေတာကိုတွေ့ရတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ပြည်သူတွေကိုအကြမ်းဖက်မှုတွေအားပေးအားမြောက်ပြုလုပ်နေတဲ့ဘဲဖွဲ့စည်းကုန်မှုဆိုပြင်းထန်စွာရှုံချပြီးတော့အကြမ်းဖက်မှုတွေကိုကျူးလွန်အားပေးလှုံ့ဆော်နေတာတွေကိုရပ်တန့်မှုကရင်ရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီလေဒိုကော်စာကတောင်းဆိုလိုက်ပါတယ်။ဒါ့အပြင်စစ်ဘေးရှောင်ပြည်သူလူထုတွေရဲ့လုံခြုံရေးနဲ့စာဝန်ရေး၊ကျန်းမာရေး၊ပညာရေးအစားရှိတဲ့လိုအပ်ချက်တွေကိုလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်ကြဖို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်းတောင်းဆိုထားတယ်လို့ဖော်ပြထားပါတယ်ရှင်။စစ်ကောင်စီတပ်ကပြည်သူလူထုတွေပေါ်ပြစ်မှတ်ထားတဲ့အစံဖတ်တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်မှုအတွက်ပြည်တွင်းပြည်ပကပြည်သူလူထုတွေကိုကိုးစားပြုတဲ့အရက်ဖတ်အဖွဲ့အစည်းတွေတော်လန်ရေးအဖွဲ့အစည်းတွေနိုင်ငံတကာဆိုရာတွေနိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ပုံမထိရောက်တဲ့အရေးယူမှုတွေကိုပြုလုပ်ဖို့တောင်းဆိုထားတယ်လို့ထုတ်ပြန်ချက်တွေအရသိရပါဗျ။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1586ရက်တွင်ကြောက်ဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စာရင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစက်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1586ရက်တွင်အစံဖတ်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6895ဝတ်တိရှိလာပြီဖြစ်ပါတယ်။ဒါပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2932ဝတ်တိရှိလာပြီဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8139ဝတ်တိရှိလာပြီဖြစ်ပါတယ်။ မိုးပြီးတဲမှာတော့အနာသိမ်းမှုကာလာတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီစီစဉ်ကိုတော့နိုင်ငံရေးသင်းသားများကုညီဆောင်ရှောက်ရေးတင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။မွန်ပြည်နယ်မှာလိုင်စင်မဲ့ရင်စီးနေတဲ့လူငယ်တချို့စစ်သားစုဆောင်ခံနေရပါတယ် ဒီအကြောင်းကိုတော့အင်မီယွန်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်မှာနိုင်စင်မဲ့ဆိုင်ကယ်စင်းနှင်းတဲ့လူငယ်ချို့ဖမ်းဆီးခံရပြီးနောက်စစ်မှုရန်စစ်သားစုဆောင်းခံနေရတယ်လို့စစ်ကောင်စီနဲ့နှိဆက်သူတွေကတန်လင်းတိုင်းကိုပြောပါတယ်။စစ်ကောင်စီဟာဇွန်တရက်နေ့ကစလို့ပြည်နယ်တွင်းမှာနိုင်စင်မဲ့ရင်တွေကိုစီမံချက်နဲ့ပိတ်ဆို့ဖမ်းဆီးမှုတွေအကြီးအကျယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်စင်မဲ့ရင်ဖမ်းဆီးရမှာစစ်ကောင်စီပူးပေါင်းဖွဲ့တွေဟာစစ်မှုရန်အကျုံးဝင်တဲ့လူငယ်တွေကိုစစ်သားစုဆောင်းရေးတပ်တွေထံချက်ချင်းပို့ဆောင်တာတွေရှိနေပါတယ်။ စစ်ကောင်စီဟာလာမဲ့ဇွန်လ16ရက်နေ့မှာစစ်မှုရန်ပတ်စဉ်73တင်နန်းပွဲလေးဖို့အတွက်စစ်မှုရန်လိုအပ်ချက်ရှိနေတာကြောင့်လူငယ်တွေကိုရတဲ့နီးလန်းတွေနဲ့တက်သားစုဆောင်းတာတွေလှုပ်ဆောင်နေတာပါတပတ်မှာတော့ရိုင်းစင်မဲ့ရင်ဖန်းစည်းနေတဲ့စစ်ကောင်စီဟာနိုင်စင်မဲ့ရင်တွေကိုဖန်းစည်းရမိပါကရင်တွေသိမ်းဆဲပြီးလူကိုပါထောင်ဒဏ်ချမှတ်နေပါတယ်တန်လွင်တိုင်းကပြုစုထားတဲ့ချက်လက်တွေအရမွန်ပြည်နယ်မှာစစ်မှုရန်ပတ်စဉ်တစ်ကနေပတ်စဉ်စနစ်ထိ စစ်မှုရန်စစ်သားစုဆောင်းခံရသူ2100ထက်မနည်းရှိလာခဲ့ပါတယ်။စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲဟာမြို့နယ်အနေနဲ့မဲဆန္ဒနယ်330ရှိတဲ့အထက်က၄ဘုံတဘုံတနည်းအားဖြင့်မြို့နယ်80ကျော်သာကျင်းပနိုင်တဲ့အခြေအနေမျိုးလို့တိုင်းနယ်ပြည်နယ်အားလုံးမဖြစ်နိုင်တဲ့အခြေအနေဖြစ်တယ်လို့လေလာသူတွေကပြောလိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်ရှင်။ဆီယနာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေကြောင့်နိုင်ငံတော်မှာရှိတဲ့မဲဆန္ဒနယ်330ရှိတဲ့နေရာက တိုင်းနယ်ပြည်နယ်အလုံးမှာရွေးကောက်ပွဲကျင်းပဖို့မဖြစ်နိုင်ဘူးလို့နိုင်ငံရေးပါတီတွေကခံမှန်းပြောဆိုနေကြပါသည်ဒီနှစ်ကုန်ပိုင်းမှာစစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပြီးလိုအပ်တဲ့အသုံးစိတ်တွေအတွက်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို၄ပုံ၃ပုံလောက်သာဖွင့်ပြပေးထားတယ်လို့နိုင်ငံရေးပါတီတွေကဆိုပါသည်ဒါကြောင့်မြို့နယ်အနေနဲ့မဲဆန္ဒနဲ့330ရှိတဲ့တွေက၄ပုံတစ်ပုံမှတနည်းအားဖြင့်မြို့နယ်80ကျော်သာကျင်းပနိုင်တဲ့အခြေအနေမျိုးတိုင်းနယ်ပြည်နယ်အလုံးမဖြစ်နိုင်တဲ့အခြေအနေပါ။ ဒါပေမဲ့ဘလောက်ပမာဏအထိကော်မရှင်ကတောင်းခံပြီးစစ်ကောင်စီကဘယ်အတိုင်းတာအထိခွင့်ပြုပေးခဲ့တယ်လဲဆိုတာကိုတော့နိုင်ငံရေးပါတီတွေဘက်ကမသိရှိသလိုညွှန်ကြားချက်လည်းထွက်မလာသေးဘူးလို့ဆိုပါတယ်။ဝန်ထွက်တဲ့ရေးပါတီခေါင်းဆောင်တဦးကအခြေအနေအရအစိုးရဖွဲ့နိုင်လောက်တဲ့မဲဆန္ဒနဲ့အားလုံးရဲ့လေးပုံတစ်ပုံတော့မသိကြတဲ့အတွက်တိုင်းနယ်ပြည်နယ်အားလုံးရွေးကောက်ပွဲလုပ်ဖို့မဖြစ်နိုင်ဘူးလို့ပြောပါတယ်။ လက်ရှိချင်းတွေရာဒီဆိုရပွက်နိုင်လောက်သူကလေးပုံတပုံတော့မှဖြစ်ချင်မှဖြစ်မှာတင်တယ်ဒါပေမဲ့ဟိုယူရှိရထွက်လာတဲ့ညံချချင်းမှသိရမှာပေါ့ကိုလိုလို့ဆိုတော့ကျွန်တော်တို့ခံမှန်းတာလည်းအဲ့လောက်ပဲဖြစ်နိုင်တယ်လို့ယူဆတယ်လေမဲစန္ဒရှင်ဧရိယာရဲ့လေးပုံတပုံပေါ့နော်သူကတော့ထုတ်တော်တော်များတော့မှန်းကြတော့ကျွန်တော်ဟိုပီနယ်တိုင်းနဲ့ပီနယ်၁၄ခုလုံးတော့မှအကုန်လုံးမဖြစ်နိုင်ဘူးပေါ့နော် သူတို့ကော်မရှင်ဟိုရေကောက်ဘက်ကော်မရှင်ထွက်လာတဲ့ဟာမှတည်ရမှာပေါ့ဒါပေမဲ့ကိုကတော့ဘာမှတတိကျမသိသေးဘူးလေစစ်ကောင်စီအနေနဲ့မြို့ပေါင်း90ကျော်ကိုအလုံးစုံလက်လွတ်ထားရတယ်လို့စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေလည်းနိုင်ငံအနှံ့ဆက်ရှိနေတဲ့အတွက်စေအေးပဋိပက္ခဖြစ်စဉ်မဖြစ်ပွားတဲ့မြို့နယ်ဟာ90လောက်သာကျန်ရှိတော့တာပါ ဒါကြောင့်မြို့နယ်ပေါင်း45ခုရှိတဲ့ရန်ကုန်တိုင်းမှာရွေးကောက်ပွဲကိုယာနှုံးပြည့်ကျင်းပလာနိုင်တယ်လို့ကျန်တဲ့တိုင်းဒေသကြီးတွေမှာတော့တည်ငြိမ်မှုရှိတဲ့မြို့နယ်နဲ့မြို့ပေါ်တချို့မှာသာကျင်းပနိုင်မယ်လို့လေ့လာသူတွေကခန့်မှန်းကြပါတယ်။တိုင်းဒေသတွေထဲမှာစစ်ကောင်စီအတွက်မြို့နယ်3ခုလောက်သာကြန့်ရှိတော့တဲ့ရခိုင်ပြည်နယ်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်တယ်လို့ကချင်၊ချင်းနဲ့ကရင်နီကတိုင်းဒေသလက်နက်ကင်တွေထိန်းချုပ်ထားတဲ့နေပြည်တော်မှာလည်းအလားတူပါ နယ်မြေများစွာဆုံးရှုံးထားတဲ့ရှမ်းမြောက်မှာတော့ရွေးကောက်ပွဲကျင်းပနိုင်ရေးတရုတ်စိုးရကနေတဆင့်တက်ဆိုင်ရာတိုင်းဒလန်နကိုင်အဖွဲ့တွေကိုဖိအားပေးလာနိုင်တယ်လို့စေရေးကက်ခတ်တွေကသုံးသပ်ကြပါတယ်။ကင်ပြည်နယ်မှာလည်းလုံခြုံရေးအရနှစ်မြို့နယ်လောက်သာကျင်းပနိုင်ပြီးမွန်ပြည်နယ်မှာတော့ရေးမြို့နယ်နဲ့တထုံခိုင်ကလွဲရင်ကျန်တဲ့မြို့နယ်တွေမှာရွေးကောက်ပွဲကျင်းပနိုင်တယ်လို့လေလာသူတွေကခံမှန်းပြောဆိုကြပါတယ်။ မွန်ပြည်လူခွင့်ရေးဖောင်ဒေးရှင်းပရိုဂရမ်ဒါရိုက်တာနိုင်အေမွန်ကရွေးတောက်ပိုင်းမှာလုံခြုံရေးယူပြီးရွေးကောက်ပွဲလှုပ်လာနိုင်တယ်လို့တချို့နေရာတွေမှာရွေးလျားပုံစံနဲ့ကြိုတင်မဲတွေလှုပ်နိုင်တယ်လို့ထောက်ပြပါတယ်။စေအုပ်စုကရွေးကောက်ပွဲကိုမွန်မာလှုပ်လာနိုင်ရေတော့အများကြီးရှိတယ်။ဟောဆိုဆယ်မြို့နယ်ထဲမှာကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ဟိုရေးမြို့နယ်တောင်ပိုင်းလောက်မှာပဲသူကတတိထားပြီးတော့တေချာလုံခြုံရေးယူပြီးတော့လှုပ်လာနိုင်မယ်။ အဲပြီးတော့ကျွန်တော်တို့ဒီတထုံခရိုင်เนาะအခုဒီ KNU တမ1တမ3ပေါ့เนาะအဲတချို့နေရာတွေမှာသူတို့လုံနိုင်ကြီးတိတ်တော့ရှိမှမထင်ဘူးဒါပေမဲ့လည်းအဲလိုမျိုး mobile နော်ပုံစံနေကြိုတင်မဲပုံစံနေနဲ့လှုပ်ချင်လှုပ်လိုက်မယ်လို့ကျွန်တော်ထင်တယ် ဝန်ပြင်းနယ်မှာရွေးကောက်ပွဲကျင်းပနိုင်ရေးနယ်မြေရှင်းလင်းရေးတွေကိုပိုက်ဆိုင်တိုက်လှုပ်လာနေသလိုရေးနဲ့တန်ဖြူစေရမြို့နယ်မှာစစ်ကောင်စီအင်အားဖြည့်တင်းထားပြီးနိုင်ငံသားစစ်စီကပ်ပြားတွေလည်းလှုပ်ဆောင်ပေးနေတယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတရုတ်နဲ့ရုရှားနိုင်ငံကောင်းဆောင်တွေပါဝင်မိဘနိုင်ငံတချို့ရဲ့ထောက်ခံအားပေးမှုကိုရရှိထားပြီးလိုအပ်တဲ့အကူအညီတွေလည်းပေးသွားဖို့ရှိနေတာပါ ဒီအချိန်နေမှာရွေးကောက်ပွဲကိုအခုနှစ်အတွင်းမဖြစ်မနေကျင်းပနိုင်ရေးပြင်ဆင်နေပြီးဒေသအလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်စွန်လကုံတီအပြစ်ခတ်ရစရေးတက်တန်းတိုးမြင့်ထားတယ်လို့စစ်ကောင်စီကဆိုပါတယ်လောလောဆယ်မှာစစ်ကောင်စီကဒီဇင်ဘာတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့သာအတိပေးထားပြီးမဲဆန္ဒနယ်မြေတတ်မှတ်မှုကိုတော့အကြီးညာသေးပါဘူးရွေးကောက်ပွဲ၃ရက်ကလည်း၄ဘုံ၃ဘုံလောက်သာချပေးထားတဲ့အတွက်အသုံးပြုမဲ့ electronic map set တွေလုံလောက်မှုရှိမှာမဟုတ်ဘူးလို့နိုင်ငံရေးပါတီတွေကထောက်ပြပါတယ် တစ်ဖက်မှာတိုင်းဒေသကြီးနဲ့ပြည်နယ်ခြေဆိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကိုဩဂတအဆင့်တီအစ်စ်ဖွဲ့စည်းတာမျိုးမရှိသေးတယ်လို့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနီးဥပဒေတွေလည်းမပြထမ်းရသေးပါဘူးရွေးကောက်ပွဲကော်မရှင်ကနေတည်ဆဲနိုင်ငံရေးပါတီအဖြစ်54ပါတီကိုခွင့်ပြုပေးထားပြီး6ပါတီဟာပြည်ထောင်စုအဆင့်စီယုံရမှာဖြစ်ခါကျန်45ပါတီကတော့တိုင်းဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာစီယုံကြရမှာဖြစ်ပါတယ် ုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ Trump ရဲ့ Elon Musk အချင်းများနေချိန် Tesla Company Share ဈေးနှုန်းထိုးကျသွားခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Bebek ကပြောပြပေးထားပါတယ်။ ဘီလီယံနာသတင်းကြီးအီလွန်မတ်စ်နဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ကြားတင်းမာမှုတွေဖြစ်ပေါ်နေချိန်မှာယင်းဤမြုံနှံသူတွေကတက်စလာကုမ္ပဏီရှိအစုရှယ်ယာတွေကိုဇွန်လ9ရက်မှာထုတ်ရောင်းပစ်ခဲ့ကြပါတယ်။အီလွန်မတ်စ်ပိုင်ဆိုင်တဲ့အဒီလျက်စစ်ကားကုမ္ပဏီရဲ့ရှယ်ယာဈေးတွေ14ရာခိုင်နှုန်းအထိထိုးကျခဲ့ပြီးလများစွာအတွင်းအစိုးရဆုံးနေ့ရက်တွေထဲကတရက်အဖြစ်ဈေးကွက်တံမှုကန်ဒေါ်လာ150ဘီလီယံလောက်ဆုံးရှုံးခဲ့ရပါတယ်။ ရန်သူတွေလို့ရှုမြင်ထားသူတွေကိုတားဆီးဖို့အစိုးရအာဏာကိုကင်ဆွဲထားတဲ့အင်ဖြူတော်နဲ့သူခွာပြဲလို့ရှိရင်အီလွန်မတ်စ်အတွက်ဘလို့အနေရရှိနေတယ်လဲဆိုတာကိုအခုဆုံးရှုံးမှုတွေကဖော်ပြနေပါတယ်။အငင်းပွားမှုထွက်ပေါ်လာချိန်မှာအစိုးရနဲ့ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့စာချုပ်တွေချုပ်ဆိုထားတဲ့ Space 8ဒုံးကြီးရင်လုပ်ငန်းအပြင် Elon Musk ရဲ့ကုမ္ပဏီတွေနဲ့အစိုးရကြားချုပ်ဆိုထားတဲ့စာချုပ်တွေကိုဖျက်သိမ်းပစ်မယ်လို့ Trump ကထိန်းချုပ်ထားပါတယ်။ အဲ့ဒီချိန်ချမှုကိုတုတ်ပြန်တဲ့အနေနဲ့ Elon Musk ကဆက်လုပ်စမ်းပါလို့ပြောဆိုထားတာတွေ့ရပါတယ်။လူမှုမီဒီယာမှာထိုက်ရိုက်ထုတ်လွှင့်ရာကနေမူဝါဒဆိုင်ရာသဘောထားကွဲလွဲမှုကတဆင့်ပုံကိုရေးတိုက်ခိုက်စော်ကားမှုတွေအထိအရှိန်မြင့်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကြာဆက်ဆက်ရေးအဆင်မပြေဖြစ်မှုကြောင့်ယင်းနီးမြုံနယ်သူတွေစိုးရိမ်သွားခဲ့ကြပြီး Elon Musk ရဲ့ကုမ္ပဏီမှာရှိနေတဲ့သူတို့ရဲ့ရှယ်ယာတွေကိုထုတ်ရောင်းခဲ့ကြတာဖြစ်ပါတယ်။ ီးခဲ့တဲ့နှစ်က Trend နဲ့မဟာမိတ်ဖွဲ့လိုက်တဲ့အချိန်မှာ Elon Musk ရဲ့ကုမ္ပဏီအကျိုးများလာနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေကြောင့်အစုရှယ်ယာတွေမြင့်တက်လာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်း trend နဲ့အဆင်မပြေဖြစ်လာပြီးတဲ့နောက်ယင်းဤမြုံနံသူတွေ Elon Musk အပေါ်ယုံကြည်မှုနည်းလာခဲ့ပါတယ်။ Elon Musk ကနောက်ပိုင်းမှာသူ့ကုမ္ပဏီကိုအာရုံမစိုက်တော့ဘဲအစိုးရအလုပ်တွေကိုစိတ်ဝင်စားနေရကြောင်းယင်းဤမြုံနံသူတွေစိုးရိမ်နေကြပါတယ်။ American ရဲ့အဆိုပြုချက်ကိုဖယ်ချပြီးတော့ ယူရေနီယံဆက်လက်တန့်စင်သွားမယ်လို့အီရန်ကကြွေးကြော်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်နီကပြပြပေးထားပါတယ်ရှင်။တီဟီရန်ရဲ့နျူကလ িয়ার ရီမှန်ချက်တွေနဲ့ပတ်သက်တဲ့ဆယ်စုနှစ်များစွာကြာအငင်းပွားမှုဖြစ်ရှင်းရေးအမေရိကန်ရဲ့အထက်တောင်းဆိုမှုကိုအီရန်ထိပ်တန်းကောင်းဆောင်အယာတိုလာအလီခါမီနီကပယ်ချပြီးယူရေနီယံတန့်စင်မှုကိုဆွန့်လွှတ်ရေးဟာမိမိတို့နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့တရားရာခိုင်နှုန်းဆန့်ကျင်နေတယ်လို့ပြောကြားလိုက်ပါတယ်။ နျူကလ িয়ার သဘောတူညီမှုအတိတ်တည်းရရှိရေးအမေရိကန်ရဲ့ဆိုပြချက်ကိုအိုမန်နိုင်ငံကနေတဆင့်အီရန်စီတင်ပြခဲ့တာပါသမ္မတဒေါ်နယ်ထရန့်ရဲ့အရှိလေပိုင်းကိုယ်စားလှယ်စတီဗ်ဝက်ကော့ဖ်နဲ့အီရန်နိုင်ငံသားဝင်ကြီးအဘတ်စ်အရာရှိတို့ကြားဆွေးနွေးမှုတွေကိုအိုမန်ကကြားဝင်ကူညီပေးနေပါတယ်ပြစ်စမအကျော့ဆွေးနွေးပြီးရဲ့နောက်မှာအီရန်ကသူတို့မြေပေါ်မှာယူရေနီယံဆက်လက်တန့်စင်ရေးတောင်းဆိုမှုပါဝင်ကိစ္စရပ်များစွာကိုပြည်လည်အောင်နှိမ့်နိုင်ဖို့လိုနေပါသေးတယ် နျူကလ িয়ার ပေါင်းထုတ်လုပ်နိုင်တဲ့လက်ရှိတန်းစင်မီတာယူရီနီယံတွေကိုပြပဖို့မယ်ဆိုတဲ့ကိစ္စကိုလည်းတီဟီရန်ကညင်းဆိုထားပါတယ်။နိုင်ငံအရေးကိစ္စတွေနဲ့ပတ်သက်လို့နောက်ဆုံးအပိသက်ပြောဆိုလေးရှိသူခေါင်းဆောင်ခါမီနီကဆွေးနွေးမှုတွေကိုရပ်တန့်သွားမှာမဟုတ်ပေမဲ့ယူရီနီယံတန်းစင်မှုရပ်တန့်ရေးအမေရိကန်ရဲ့တောင်းဆိုမှုကမိမိတို့နိုင်ငံရဲ့အကျိုးစီးပွားတွေနဲ့လုံလုံရရဆန့်ကျင်နေတယ်လို့ပြောခဲ့တာပါ။အမေရိကန်ရဲ့ရိုင်းဆိုင်မောင်းမာတဲ့ခေါင်းဆောင်တွေကအီရန်မှာနျူကလ িয়ার စီမံကိန်းမရှိရဘူးလို့တောင်းဆိုနေကြကြောင်းခါမီနီကပြောပါတယ်။ အီရန်နေနဲ့ယူရေနီယံတန့်စင်ခွင့်ရှိတယ်မရှိဘူးဆိုတာကိုမိမိတို့ကပဲဆုံးဖြတ်ရမှာဖြစ်တယ်လို့သူကဖြည့်ဆွတ်ပြောပါတယ်။အီရန်နေနဲ့နျူကလ িয়ার သဘောတူညီမှုအစ်တတည်းရဲ့ရယူဖို့ပြက်ကွက်ခဲ့မယ်ဆိုရင်အရေးယူပိတ်ဆို့မှုတွေရှိလာမယ့်အပြင်ဘုံကျဲတိုက်ခိုက်ခံရနိုင်တယ်လို့ထရန့်ကချိန်ချောက်ထားပါ။အီရန်ရဲ့မဟာပြိုင်ဘက်အစ္စရေးကလည်းအီရန်နေနဲ့နျူကလ িয়ার လက်နက်မပိုင်ဆိုင်စေရေးအီရန်မှာရှိတဲ့နျူကလ িয়ার တည်နေရာတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်မယ်လို့ချိန်ချောက်ထားပါတယ်။အီရန်ကပြင်းပြင်းထန်ထန်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။ နေ့ပြန်ဇွန်လ9ရက်နေ့အတွက်မိုးလေဝသအခမ်းမန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့မြန်မာစံတော်ချိန်ညနေ9နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံအရှေ့ပိုင်းမြဝကျွန်းပေါ်နဲ့ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတရင်တင်းတင်းမှတိမ်ထူထက်နေပြီးကြံဒေသတွေမှာတော့တရင်နေရဖြစ်ထွန်းနေရကိုတွေ့ရပါတယ်။မြန်မာနိုင်ငံအလဲပိုင်းဒေသကလွယ်လို့ကြံတပြီလုံးမှာနေရာကွက်ကြောင်းမိုးတစ်ချုံရွာနေခဲ့တာကိုမိုးလေဝသအကျိုးတူပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်ရှင်။မနက်ပြန်အတွက်အခမ်းအနားချက်ကတော့ ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတင်အသင်းထဲမှာတိမ်ထူထန်နိုင်ပြီးမုတ်တုံလေးအားကောင်းရာမှာအားအလုံးကောင်းနိုင်ပါတယ်။ရခိုင်ကန်ယူတဲ့မြဝကျွန်းပေါ်ဒေသနဲ့မုတ်တမာကွေတို့မှာလေဟောင်းအနောက်နောက်တောင်ဘက်ကနေတနအင်း9မိုင်မှ10မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းတင်တင်ရှိနိုင်ပါတယ်။တနင်္သာရီကန်ယူတဲ့မှာလေဟောင်းအနောက်ဘက်ကနေတနအင်း15မိုင်မှ25မိုင်ခန့်ထိတိုက်ခတ်နိုင်ပြီးလှိုင်းကြီးနိုင်ပါတယ်ရှင်။စကိုင်းတိုင်းအထက်ပိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းပဲခူးတိုင်း တနင်္သာရီတိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာနိုင်ပါတယ်။နေပြီးတော့စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းတနင်္သာရီတိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာဆက်စိတ်မိုးထစ်ချုံရွာသွန်းနိုင်ပြီးမကွေးတိုင်းမှာတော့နေရာကွက်ကြားမိုးထစ်ချုံရွာသွန်းနိုင်ပါတယ်။အမြင့်ဆုံးမှုချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ37ဒီဂရီစင်တီဂရိတ်ဖမ်းမြို့မှာ32ဒီဂရီစင်တီဂရိတ်နဲ့ ဒဝဲမြို့မှာ28ဒီဂရီစင်တီဂရက်အသီးသီးစီရှိနိုင်ပါတယ်။မြို့ဝကျွန်းပေါ်ဒေသတွေကလွဲလို့ကျန်တပြည်လုံးမှာတော့ခန်းလုံရောင်ကြီးအညွန်ကိန်းအလွန်မြင့်မားတဲ့အဆင့်မှာရှိနေနိုင်တယ်လို့ခံမှန်းရရှိပါတယ်ရှင်။ဒီမိုးလေဝသအစီအစဉ်ကိုတော့အမျိုးသားညီညွတ်ရေးဆိုရာလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာနနဲ့ဝန်ကြီးတော်ကုမ္ပဏီကနေရယူဖော်ပြတာဖြစ်ပါတယ်။တာလင်ထိုင်းမြေည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစီအစဉ်ကိုကြည့်ရှုခံစားခဲ့ရတာပါ။ တာလွင်ထားမြက်သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထား application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။